ိုတကယ်မျော်လင့်နေတဲ့ပြည်သက်တွေလည်းမျော်လင့်တောင်းတနေတဲ့ series တွေတခုလာတော့မယ်လို့သိရပါတယ်ဒါ BBTV ကနေပြီးတော့ပဲတင်ဆက်မှာအဲကျွန်တော်ဒါကိုသေးပေါ့နော်ကိုသေးဒါရိုက်တာနေနဲ့ရိုက်တဲ့ဒါနိုင်ဆိုတဲ့ဇာတ်ပေါ့ဟုတ်ရုပ်တံဇလန်တွေဖြစ်တာဇလန်ဇလန်တွေပေါ့အဲအဲ့အဲ့အရာလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအမြည်လေးပြောလို့ရမယ်ဆိုလို့ရှင်ပြောလို့ရမယ်ဆိုရင်ပေါ့နော်တချို့ကလည်းဖွက်ထားတာရှိတာဆိုတော့ဒါခွန်းနှောင်းကြည့်တာပြောလို့ကတော့ရပါတယ်ရပါတယ်ဆိုတာအဲ့ ဒီဇက်ကတော့ပုံမှန်ကိုတဲတို့ထုံးတို့ရိုက်တယ်လို့ဇက်ပဲကျွန်တော်ဟိုဒီတချို့ဒီတဲမှာပါတဲ့ဟာကြီးကြတော့ဟိုဘက်ခင်းနဲ့ဒီဘက်ခင်းနဲ့မမီတဲ့ဟာတဲ့မမီတဲ့ဟာဟိုဘက်ခင်းဟိုဘက်ခင်းနဲ့ဒီဘက်ခင်းမတူတာမတူတာကျွန်တော်အဲ့ပတ်တော်လေးတွေပဲကျွန်တော်ချိန်လိုက်တာပဲရှိတာဇက်ကတော့ဆန္ဒပြလို့ကိုတဲတို့အဲကိုထုံးတို့ရိုက်တယ်လို့ပဲပုံမှန်ပါပဲအဲသူတို့ရိုက်ထားတဲ့အတိုင်းပါပဲဟုတ်အဲ့တော့ဒီဇလန်းတွဲထဲမှာပေါ့နော်စပြီးတော့တဲကလေးကကျွန်တော်အင်တာဗျူးတွေကြည့်ရပါတယ်ကိုသေးဆိုလို့ရှိရင်ကျွန်တော်စိတ်ကြိုက် ရုပ်ချောစရာမလိုဘူးဒီတယောက်နဲ့လုံးဝကြိုက်တယ်ဆိုပြီးဒိုဘောက်ကိုသူရွေးရဲဆိုပြီးပြောတယ်တခုပေါ့နောက်တစ်ခုကကျတော့ဒီရုပ်တန်ဇလန်တွေကဒီနိုင်ဆိုတဲ့ခေါင်းစဉ်တွေပေါ့နော်အရင်တော့ကျွန်တော်တို့လည်းကြီးခဲ့ရဖြစ်တဲ့အတွက်ကိုယ်တက်ပရက်ရှာရှိနေလားဘာလို့ဒရိုက်တာကိုယ်တိုင်ကကိုယ်တေချာရွေးထားတာဖြစ်တယ်ပြီးတော့အရင်တော့ကလည်းဒါအောင်မြင်ခဲ့တဲ့အရာတစ်ခုဖြစ်တဲ့အတွက်ဒါကြီးကိုကိုပြန်ပြီးတော့ထမ်းဆောင်ရတဲ့အချိန်မှာဘလို့ဘလို့ဘလို့ရှိပရက်ရှာရှိနေလားပရက်ရှာရှိနေလားဆိုတဲ့အချိန်မှာအမှန်တမ်းပြောရရင်တော့ကျွန်တော်ဟို pressure အရင်မရှိဘူးအရင်မရှိဘူးဆိုတာဟိုကိုသက်ပြောသလိုပဲအဲဒီသူတို့သူရိုက်ထားတဲ့ဟာရယ်ကိုထွန်းရိုက်ထားတဲ့ဟာရယ်ကိုကိုသက်လုံးဝမကြည့်ခိုင်းဘူးဟုတ်မကြည့်ခိုင်းတော့ကြတော့ဒီဘောက်စီမှာရှိတဲ့ဟာကိုပဲသူလိုချင်တာတဲ့အဲသူတို့ရှေ့ရရိုက်ထားတဲ့ဟာကိုတွားကြည့်လို့ရှိရင်အဲ့လိုသူတို့ရဲ့အဲ influence ကြီးအများကြီးပါဝါနိုင်တယ်အဲ့တော့မကြည့်ခိုင်းဘူးအဲ့ချိန်မှာကအရင်ဟိုမရှိဘူး pressure အရင်မရှိဘူးဒါပေမဲ့ကိုသက်ပြောတဲ့အဲစကားတခွန်အဲ interview မှာလည်းကိုသက်ပြောတယ်သူ့ဥကြဟင်းဟုတ် ချီကျူးဘူးတာအဲ့တကားပဲရှိတယ်တဲ့သူ့ဘဝမှာအဲကိုတဲ့ဟောဖိုးတဲ့အဲ့မင်းအဲ့ဟာကတော့မင်းတော်တော်ကောင်းတယ်နော်ဗျာအဲ့ဟာလည်းသူအဲ့ဒါရိုက်ရိုက်ပြီးချင်းချီကျူးတာမဟုတ်ဘူးတဲ့သူတို့အဲ့ဒါရိုက်ပြီးအဲ့ဇာကလည်းထွက်ပြီးတော့တော်တော်ကြီးကြာတော်တော်ကြီးကိုမေးလောက်ပြီးဆိုမှအဲ့လိုအဲ့လိုရိုက်ကွေးတခုမှစုံနေကြရင်လည်းအဲ့လိုပဲအမတ်မထင်ပြောသွားတာဟုတ်ဟုတ်ငါ့ကိုချီကျူးဘူးအဲ့တခုပဲရှိရကျွန်တော်အဲ့ဇာကကြားချင်အောင်လည်းဖြားအောင်အာရှစ်အဲ့ကျွန်တော်အဲ့ကျွန်တော်ပြောကြတော့မကောင်းဘူးတော့အဲ့ကျွန်အဲ့ချမ်းမှာနည်းနည်း pressure ရှိလာဟိုရှေ့မှာတော့တိတ်မရှိဘူးဒါပေမဲ့အတက်နိုင်ဆုံးကျွန်တော် အဲစူးစမ်းထားတယ်ပေါ့နော်အဲ့တော့ကိုတဲကိုလည်းတကယ်ကိုကျေးဇူးတင်တယ်အဲတေချာကိုကျွန်တော်လှုပ်ခွင့်ပေးတဲ့အတွက်ပေါ့နော်အကိုတဲကိုလည်းကျေးဇူးတင်ပါတယ်ပြီးရင်ဒါဟိုအိုက်ထဲမှာပါဝင်ကြတဲ့လူများရှင်တွေဟုတ်ပါဝင်ပေးကြတဲ့ကိုညီကိုမောင်နှမရဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့